သာသမီလှုပ်ရှားကိုမိဘကမိစားနေရပြီဆိုရင်အဲ့ဒီမိဘဩဇာမရှိတော့သာသမီကကြီးဆိုးလာသူတို့ပေးခြင်းမပေးမယ်သူစကားနားထောင်ရမယ်သူထားတဲ့နေရာနေရမယ်သူခိုင်းတာလုံးဝမယ်ဆိုတဲ့အနေထားမျိုးတွေမိဘတွေတနာစရာအခြေအနေမျိုးရောက်နေကြတာဟာလောကမှာရှိနေတယ်အမှန်ပဲရှိနေတတ်တယ်ပေါ့အဲ့ဒီလိုအနေထားမျိုးတွေဟာစိတ်မကောင်းစရာဖြစ်လာတယ် ငယ်စဉ်တောင်ကြီးကကျွေးမွေးဆောင်းရှောင်းလာတဲ့ကျေးဇူးတွေကိုမထောက်မထားပဲနဲ့ကိုကလုံနိုင်ကိုင်းနိုင်ရွယ်ရောက်လာတဲ့အခါမိအိုဖအိုတွေကိုယခုလိုစူးစူးပူပူစူလိုက်ငေါလိုက်နဲ့ဆိုတဲ့အနေအထားမျိုးတွေဟာအတော်ရင်နာစရာကောင်းတဲ့အနေအထားလူရင်ကျေးမှုတွေဟာပြက်ပြားလာတယ်လို့သူတို့ဆိုတယ်အဲ့ဒါလို့ပြက်ပြားလာတော့မိအိုဖအိုတွေ ။ရောက်ခါမှာအမေအိုအဖေအိုတွေဟာအားကိုးရမရှိဘူး။ကိုယ့်ကိုယ်လည်းမစွမ်းဆောင်နိုင်တော့ဘူး။မစွမ်းဆိုင်နိုင်တော့။ตาလေးသမီးလေးတွေချော့မော့မြေးကလေးတွေချော့လို့အဲ့ဒါလိုချော့မော့ပြီးတော့သူတို့စိတ်ကျဉ်တတ်တဲ့အခါမှာစိတ်ကျဉ်တတ်အောင်လုပ်ပြီးတော့မိကိုပြီးတော့ကျွေးတာလေးနဲ့ကျဉ်တတ်ပြီးတော့နေရတဲ့အမေအိုအဖေအိုတွေလောကကြီးမှာရှိနေပြီပေါ့။ဒီလိုဆိုတာ ဒါကြောင့်မလို့ထမရဲ့ဘူပွားဣဒ္ဓါတွေရောက်သွားကြတာတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါလို့အစင်ပြေတဲ့မိဘတွေရှိတယ်လို့အစင်မပြေတဲ့မိဘတွေသားသမီးတွေရဲ့အော်ငေါက်တွေခံပြီးတော့အဆူပူတွေခံပြီးတော့ဒီလိုပဲငုံပြီးနေကြရတဲ့မိအိုဖအိုတွေဟာလေလောကမှာတနာစရာအခြေအနေမျိုးတွေဖြစ်ပေါ်လာတယ်